ဧရာဝတီတိုင်းမှာမိုးကြိုးပြစ်ခံရပြီးအော်တိုဘာလ17ရက်နေ့တရက်ထဲမှာပဲအမျိုးသားနှုတ်ဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သက်ဆိုင်ရာတာဝန်ရှိသူများထံမှသိရပါတယ်။ဧရာဝတီတိုင်းဝါခေမာမျိုးနဲ့ကျက်တညင်ကျေးရွာနီရှိမြေအတွင်ငါဖမ်းနေတဲ့အမျိုးသားတဦးနဲ့ကျုံပြော်မျိုးနဲ့တောင်ကြီးမြို့သူကျေးရွာမှာလေယာလုပ်ငန်းလုပ်ကိုင်နေတဲ့အမျိုးသားတဦးတို့မိုးကြိုးပစ်ခတ်ရပြီးတေဆုံးခဲ့ရခြင်းဖြစ်တယ်လို့တာဝန်ရှိသူတဦးကပြောပါတယ်ကျုံပြော်မျိုးနဲ့မှာနိလေတနိုင်ကျော်လောက်မှာ လေကွင်းထဲအလုံးလုံးနေတဲ့အမျိုးသားတယောက်မိုးချိုပစ်ခန့်ခဲ့ရပါတယ်။ဝါခင်မမျိုးနယ်ကအမျိုးသားကညနေ9နာရီလောက်မှာမိုးချိုပစ်ခန့်ခဲ့ရတာပါလို့အထက်ပါပုဂ္ဂိုလ်ကဆက်လက်ပြောပါတယ်။ဝါခင်မမျိုးနယ်မှာမိုးချိုပစ်ခန့်ရပြီးတေဆုံးသူအမျိုးသားဟာအသက်46နှစ်အရွယ်ဖြစ်ပြီး ကျုံပြော်မြို့နယ်မှာတည်ဆုံးသူအမျိုးသားဟာအသက်30နှစ်ဝန်းကျင်အရွယ်ရှိတယ်လို့သိရပါတယ်။အဆိုပါတည်ဆုံးသူရုပ်အလောင်းများကိုကုညီကယ်ဆယ်ရေးအသင်းဖွဲ့များကတည်ယူကတက်ဆာယာမြို့နယ်ဆေးရုံများရှိရင်ခွဲရုံများသို့ကုညီပို့ဆောင်ထားတယ်လို့သိရပါတယ်။